ချီနီကတို့ညီရထားပြီးတော့ဈေးအသက်သာဆုံးကိုရီးယားမှာဘာတွေတော့ဝယ်လို့ရလဲဆိုတော့ကိုဖျက်ပြေးသွားမှာပါကူကတော့ညီမတို့ညီအောင်ရထားစီနေပါပြီ။အဲဒီမှာဆိုလူအခုချိန်သွားတယ်လူရှင်းနေပေါ့နော်လူတော့ဘယ်သူမှမရှိဘူး။ is safe ပဲ။ပထမဆုံးညီအောင်ရထားစီတာမို့လို့နည်းနည်းလေးတော့အခက်ခဲတွေ့ခဲ့ပါတယ်။ပြီးတော့လေကားရလည်းအများကြီးဆိုတော့ ਨੇ ဟိုစီတီကြီးတွေတော့မှန်ပါတယ်တခြားနေ ်အခုညီမတို့ဖူဖြောင်းဆေးကိုရောက်ပါပြီအာဒီဆေးကိုရောက်ပြီပေါ့နော်ဒီဆေးမှာဘာထူးခြားလဲဆိုတော့သူကဂျင်းနှုံးလေးအကုန်ရှည်ထားပြီးအရေးထားပြီးတဲ့မှာကိုကဆေးသက်သာတဲ့ဆိုင်ကိုရှားမှာသူကဆဆတွေးရဲ့ဆိုင်တွေကိုလုံးဝကွာတိချာတစိမ့်ကိုကြည့်အသားကိုကြည့်ပြီးရင်အဓိကဆေးနှုံးပေါ့နော်ဆေးနှုံးတိချာကြည့် ရှာနိုင်ရှာနိုင်တယ်လို့စစ်သက်သားတွေဟာအများကြီးရှိတယ်။အစားတွေးရဲ့ဆိုင်မျိုးသွားပြီးတော့မိုးဝဲလိုက်နဲ့အရန်စေးကြည့်တယ်။အဲ့ဟိုဘက်အနောက်ဘက်ချမ်းတွေမှာသူက discount ချထားတဲ့ဈေးနှုန်းတွေရှိတယ်။အဲ့ဒါဆိုရင်မြန်မာဝင်တဲ့ဆိုရင်သူက short တက်တာရဲကွာဒီမှာဆိုရင်တသောင်းဆိုရင်မြန်မာဝင်တဲ့3000ကျွအဲ့လောက်တက်တာရဲပြီးအသားလည်းတော်ကောင်းတယ်မြန်မာက fashion နဲ့မတူတဲ့ design တွေအများကြီးရတယ်။အဓိကကတော့ကွာရှာတက်ပါစိတ်အေးအေးလေးနဲ့စိတ်ရှိရှိလေးနဲ့ရှာတက်ရင်ပို့ပြီးတော့ကောင်းတယ်။တွေ့တွေ့ချင်းဝယ်လိုက်မယ်ဆိုရင်တော့ဈေး းတွေကကွာတသိန်းကျော်တန်းနေပဲရှိနေတယ်မယ်။ဒါဖြည်းဖြည်းချင်းရှာပြီးတော့ကွာဖားလေးအစင်ပြေလေးပေါ့နော်။ဟိုတခြားလေးရွှေဝါရွှေဝါအချိန်လေးပေးနိုင်တော့ပိုကောင်းတယ်။အချိန်မပေးနိုင်ဘူးဆိုရင်သိအစင်မပြေဘူးပေါ့။ဈေးကြီးွားလိမ့်မယ်ကွာ။အဲ့တော့ကွာအေးအေးဆေးနဲ့အချိန်ပေးပြီးတော့ဈေးနှုန်းလေးတခြားလေးကြည့်ပြီးတော့မှဝယ်တာပို့ပြီးတော့တင်တော်တယ်။ ဘာလို့ဆဆတွေ့ချင်းဆိုင်ရမဝယ်နေလို့ပြောရလဲဆိုညီမတို့လည်းတခါမိသွားလို့ပေါ့နော်ပထမဆုံးလာတော့မသိဘူးမသိရဲ့ခါသာအော်ဒါလေးလှရဲဆိုဝယ်လိုက်ကဝယ်လဲဝယ်ရောဒီဈေးကအဲ့အနောက်ဘက်ခြမ်းဈေးနေရ30လောက်ကကွာပါဘူး ကွာတော့ပထမတည့်ကညီမတို့အနှင်းငယ်ချင်းမိပါတယ်တော်သေးအများကြီးမဝယ်ထားတဲ့အတွက်ကြောင့်မလို့အဲ့တော့နောက်တည့်ရထက်လာတော့မှညီမတို့အော်ဒီဘက်တွေမှာ discount ပို့ပြီးရှိတာလားအဲ့မှဆိုရင်ဟိုတော်တော်များစိတ်သက်သာတယ်အများကြီးရှိတယ်ကိုရှာနိုင်ရှာနိုင်တယ်လို့အများကြီးရတယ်အဓိကစိတ်အေးအေးလေးနဲ့ရှာဖို့ပဲစိတ်ရှိရှိလေးနဲ့ရှာဖို့ပဲအဓိကကတော့ဟိုဆိုင်တွေက quality ချင်းတူတာတောင်မှပဲအာဒီမှာ1000ကျွဲလောက်ရှိမယ်ဟာသူတို့အစီမှာ3000လောက်ရှိတယ်အဲ့လိုပုံစံမျိုးတွေဖြစ်တတ်တယ် ဲ့တော့ညီမတို့ဒီဇိုင်းချင်းစီကိုအကုန်လုံးလိုက်ရွေးပြီးတော့ဘာလေးနဲ့အဆင်ပြေမလဲဘယ်လိုတတလဲဆိုတော့အလုံးဝ discount ပဲလိုက်ရှာတာကွာအမှန်တမ်းပြောရင်ညီမအစိုက်ဆုံးကတော့လေကိုရီးယားမှာကချင်းမောင်းမီတွေကိုအစိုက်ဆုံးပဲညီမဝယ်လာအများဆုံးကလည်းချင်းမောင်းမီပဲအင်ကြီးတွေကတော့ true ใจအလောက်လှပမရှိဘူးဒါပေမဲ့သူတို့စီမှာပါလဲဆိုတော့ယောက်ျားလေး style အများကြီးရှိယောက်ျားလေးဝတ်တဲ့အလန်းစားအများကြီးရှိတယ်ကိုရီးယားသွားရင်မဖြစ်မနေဝယ်ဝယ်ရမယ့် fancy style လောဝောက်ကိုတန်တယ်မြန်မာငွေနဲ့ဆိုရင်အရန်တက်တာတယ်ဒီမှာဆိုရင်အဲပုံလုံးစိုက်တာယူတစ်ထောင်กว่าထောင်နဲ့ရှိရပြီးရင်3500 4000တောင်အစားအစားရှိရပေါ့နော်အရန်လာတယ်ဒီမှာလေလုံးဝမဖြစ်မနေဝယ်တဲ့နဲ့ခွာกว่าတလားအင်းကြီးတွေပိုင်းတာအသာထောင် defense ရဆိုရင်အရန်မိုက်တယ်ဒါတွေကတော့ကိုရီးယားလာရင်မဖြစ်မနေဝယ်ရမယ့်စိုင်းနေ မြန်မာဆိုရင်အများကြီးရွှေခဲ့တယ်ကိုရီးယားကျတော့ fancy မျိုးစုံဝေးရစက်တွေတွေကြောင်းမို့လို့အရင်လဲတန်နေလေတော့ကြည်ပါလားအလုံးဝဒီဇိုင်းတွေကအများကြီးပဲလို့ကဈေးဝယ်ရတဲ့အချိန်မှာဈေးတက်တက်တာနဲ့ဝယ်ရတော့အရင်သဘောကျတာပဲဆိုင်ရှင်ကလည်းသဘောကောင်းတယ်စိတ်တလောက်ရွှေစိတ်တလို့ရွှေ AC ဘာမှမပြောညီမတို့ဆိုအိမ်မှာနိုင်ပေါင်းများစွာ AC ပဲအရေကညီမဝယ်လာတဲ့နေရာမှာအတန်ဆုံးပေါ့နော်အတန်ဆုံးနဲ့အလှဆုံးအကြိုက်ဆုံးပဲအေး fancy ဝယ်ပြီးပြန်ရတဲ့နေရာတော့အပျော်ဆုံးနေပဲ တော့ကိုရီးယားသားရင်ဖြစ်မနေမှအကြံပေးချင်တာက fancy ပစ္စည်းတွေဝယ်ပါတခြားအဝတ်အစားတွေမဝယ်ရလို့ဆိုဘာမှဘာမှမဖြစ်နဲ့ကိုအဲ့လောက်ကြိုက်တဲ့ဟာလည်းမရှိဘူးကွာအဲ့လောက်ကြီး true ကြမရှိဘူးအဲကျွန်မမီရ recommend ပြီးအကျွန်မမီ discount ချတဲ့ဟာကိုပြောရအောင်နော်တခြားအပြင်ဟာမဟုတ်အဲ့ဒါလေးဝယ်ပါတတ